တို့စေအသုံးပြုမှု CCTV မှတ်တမ်းဒါကတော့တရုတ်နိုင်ငံက CCTV မှာဖမ်းယူရရှိခဲ့တဲ့တို့စေအသုံးပြုမှုမှတ်တမ်းပဲဖြစ်ပါတယ်တို့စေကိုဘလို့သုံးလဲဒီမှာရှင်းရှင်းလင်းလင်းသိနိုင်မြင်နိုင်ပါတယ်နောက်ကျောအသားလေးလက်လေးနဲ့ပုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဆေးပါတဲ့ app စိုက်သွားပုံရပါတယ်မြို့သမီးကဘာလဲဆိုပြီးတော့လှည့်ကြည့်ပါတယ်ခဏလေးနေတော့ တို့ဈေးရဆွမ်းကပြလာပုံပေါ်ပါလေသူခေါင်းတွေကိုက်လာတဲ့သဘောပါအဲ့ဒီအချိန်မှာတို့ဈေးတုံးတဲ့လူကရောက်လာပါပြီသူကကောင်မလေးနဲ့တိရလိုလိုဘာလိုလိုနဲ့အနားကပ်ပြီးတော့ဖုံးတောင်းပါလေအမျိုးသမီးကလည်းပေးလိုက်ပါလေသူကအေးဆေးဆေးပဲပြန်ထွက်သွားပြီးတော့အမျိုးသမီးကကြောင်တောင်တောင်နဲ့ရက်နေပါလေအဲ့ဒီအချိန်မှာမှဘေးကအမျိုးသားတစ်ယောက်ကသူ့ကိုတရေထားမိသွားပြီးတော့ပုတ်နှိုးပါလေ အဲ့ဒီခါမှ သူဟာပြန်လဲသတိဝင်လာပြီးသူဖုံးပြောက်သွားတာသိရပါတယ်ဒီဗီဒီယိုတချို့ကလည်းဖန်တီးပြီးရိုက်ထားတဲ့လုံးဆက်လို့ပြောပါတယ်ဒါပေမဲ့လည်းဒီလိုမျိုးတွေတကယ်ဖြစ်နိုင်လို့သတိထားကြဖို့လိုပါတယ်ဆက်လက်ပြီးတိုဈေးနဲ့ပတ်သက်တဲ့ပို့တစ်ခုကိုဖတ်ပြပေးပါဦးမယ်ဘာမီအဆောက်ပိတ်ကတင်ထားတာပါတိုဈေးအန်ရဲ့သတိပြုကြမယ်ကဲမျိုးတို့ရေး အခုနောက်ပိုင်းမှာတော်စေးဆိုတာနဲ့ပတ်သက်ပြီးဖြစ်တာတွေအရန်စိတ်လာတာတွေ့ရမှာပါနော်အဲ့တော့မဖြစ်ခင်မှာကြိုတင်ကာကွယ်ထားခြင်းကလည်းအကောင်းဆုံးနည်းလမ်းတွေတည်းရတစ်ခုဖြစ်ပါတယ်ဒါ့ပြင်အများသူငါပြောတဲ့အရာတိုင်းကို အလွဲမယုံဖို့လည်းလိုအပ်ပါတယ်အရင်ဆုံးအနေနဲ့တော်စေးဆိုတာဟုတ်လားတကယ်ရောရှိရလားအဲ့တော့ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းကို စေးနဲ့တိုးတိလိုက်အောင်နဲ့ တတိလက်လွတ်ဖြစ်ပြီးတဖက်လူရဲ့ခိုင်းတဲ့အတိုင်းအကုံလိုက်လုပ်ပေးနိုင်တဲ့တိုစေးဆိုတဲ့အရာမရှိနိုင်သေးပါဘူးလို့ဆရာဝန်တွေကတော့မှတ်ချက်ချထားပါတယ်။ဒါဆိုအခုလက်ရှိဖြစ်နေတာတွေကရောခုလက်ရှိပြဿနာတွေအတွက်ဖြစ်နိုင်ခြေအများဆုံးကတော့၃မျိုးရှိနိုင်ပါတယ်။အရေးအနေနဲ့လာတဲ့ဈေးရယ်အမောက်အနေနဲ့လာတဲ့ဈေးရယ်မေဈေးအဖြစ်အသုံးပြုလို့ရှိတဲ့ဈေးတို့ဖြစ်ပါတယ်။အများအားဖြင့်ဒီဈေးတွေက ခွင့်ပြုချက်မရှိဘဲအသုံးပြုလို့မရတဲ့ဆေးများဖြစ်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာတော့အလွယ်တကူပဲရယူအသုံးပြုနေပါတယ်။ယခုနောက်ပိုင်းဗစကားဘွားများမှသာမကအပြင်နေရာတော်တော်များများမှဖြစ်နေတာတွေ့ရပြီ။ရေနဲ့ရောစားထားခြင်းသို့မဟုတ်အမောင့်ဖြစ်ရှူစေခြင်းသို့မဟုတ်အသားရင်းတို့ထိုးဆိုင်လိုက်ခြင်းစသဖြင့်အမျိုးမျိုးပြုလုပ်အသုံးချနေတာတွေ့ရပါတယ်။ပေါ်ပြပါဗီဒီယိုက အခုပြောတဲ့အသားရင်းသို့ထိုးဆန်းလိုက်တဲ့ဆေးမျိုးဖြစ်နိုင်ပါတယ်။အဲဒီတော့မိမိဘက်ကအမြဲတတိမပြတ်တာ အကောင်းဆုံးဖြစ်ပါတယ်။ဘယ်လိုချုပ်တင်ကာကွယ်လို့ရနိုင်မလဲ။သွားလေရာမှာအမြဲတတိရှိနေပါ။တက်နိုင်ရင်လူကြားကိုသွားရမယ်ဆိုပါက မတ်တက်စင်ထားပါ။ကိုယ်နဲ့မသိတော့တစိမ့်မှကျွေးတော့တိုက်တော့ရများကိုအတက်နိုင်ဆုံးရှောင်ကျင်ပါ။ရေတက်ပြည့်လန်းဆန်းနေစေရန် ကိုပိုင်ရေဘူးဆောင်းသွားပါအကူကြီးလိုအပ်တဲ့ခါဟန်ဆောင်တဲ့လူလိုက်များကိုအထူးသတိပြုပါစားတဲ့အချက်များလောက်ဆောင်၍ကြိုတင်ကာကွယ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့နေ့စဉ်သွားလာနေရတဲ့လမ်းကြောင်းတွေမှာအထူးသတိပြု သွားလာကြရန်နဲ့ဂူးဆိုင်သွားလာကြရန်မမေ့လျော့ဖို့ကျွန်တော်တို့အဖွဲ့သားတွေကတဖန်ပြန်လဲသတိပေးလိုက်ရပါတယ်ဗျာဓပ်ပါအကြောင်းအရာများသည်ကြုံတွေ့ဘူးသူများနဲ့ ဆရာဝန်များ၏ဖော်ပြချက်များတို့သာကိုးကား၍ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။